ရှင်းတက်ပါနေလို့လားကောင်းပြောရေနဲ့ဆွဲပြီးတော့မုန်းနေလောက်မဲ့ feeling greater ဖြစ်ဖို့ပေါ့နော်ဖြစ်ဖို့ထိတရုပ်ဆောင်မှုဆိုတာတကယ်ကိုခက်ခဲပါတယ်လောက်ရအောင်လို့ခေါ်တင်ပေးထားတဲ့သူကငားဆိုတာနေမမေ့နဲ့နော် feeling ဆိုတာမျက်နှာ spray လို့လုပ်ပဲပြတင်ညာပြနေဆိုတော့အဲ့လိုနဲ့ဒါမဖုံစင်းကနေတင်ယူရင်းတင်ယူရင်းနဲ့ပဲနောက်ပိုင်းမှာတဖြည်းဖြည်းနှင်းစီဆိုတာကြီးဖြစ်လာပါတော့ မမတို့မျက်နှာသာပေးထားတာကိုအကွင့်ကောင်းယူပြီးတော့စကားပြောရရိုက်ဆိုင်လာလို့ဆုံးသလိုက်တာလေမမအခုချိန်ဒီအဲ့နှင်းစီဆိုရရေတိုးတိုးလိုက်လို့ရှင်အနှင်းစီလာမိုက်ကမနှင်းစီမနှင်းစီရှိပါရဲ့အဲအဒီခင်မမို့ရေးပါရှိပါရဲ့အဲအဒီခင်မမို့ရေးပါ ဟုတ်အဲသူတို့သူတို့တွေကအရမ်းပေါ့နော်ဒါ control current feeling character တိရောဆောင်ကြည့်မှသိရ feeling character သည်ပြိတ္တတွေဘယ်လိုပြောမလဲရင်းနှဲဆွဲပြီးတော့မုန်းနေလောက်မဲ့ feeling character ဖြစ်ဖို့ပေါ့နော်ဖြစ်ဖို့ထိတိရောဆောင်မှုဆိုတာတကယ်ကိုခက်ခဲပါတယ်အဲ့အတွက်တကယ်ကိုလည်းချီးကျူးပါတယ်ပြီးတော့ဒီကိုရီးယားကားရဲ့မှာဆိုလို့ရှိရင်လည်း feeling ဆိုလို့ရှိရင်မုန်းနေရပဲလေခွန်ရှိုးလို့ဆိုကြိတ်လိုက်တာလည်းမုန်းနေအဲ့လိုမျိုးဖြစ်ပေါ်ရလေဒါတရုပ်ဆောင်နဲ့ scale သူ့ရဲ့မျက်နှာ expression တွေကလည်းတကယ်ကိုအရေးကြီးပါတယ်အဲ့အတွက်ကြောင့်မလို့ဒါ feeling character ဆိုတာလည်းခက်ခဲတဲ့အတွက်ကြောင့်မလို့ NDK movie တို့တကယ်ကိုဒါဘယ်လိုဘယ်လိုပြောမလဲပရိသတ်တွေကနောက်ပိုင်းမှာအစပိုင်းတော့မုန်းတာပေါ့နော် feel တွေဒါပေမဲ့နောက်ပိုင်းမှာအဲ့လိုအခုရက်တိကိုအချိန်တိုင်းတာတစ်ခုတည်းသူတို့ချစ်ပေးကြရတဲ့အတွက်ဒါသူ့ရဲ့အမှုပညာပဲလေအဲ့အတွက်တကယ်ကိုဟိုဟာဖြစ်ပါရဟုတ်လေးစားပါတယ်ဘိုးရအစ်မဟောမဆုံးဘူး credit မဆုံးဘူးအနီဒီနေ့လည်းကားရိုက်တင်ပြရေးဆုံးတင်ပါရဲ့ဟာ ။အနီခင်မိုးရေးဆိုရင်ဒါကွန်ချိုလို့သိရတယ်။အဖီလင်းကရက်တာနဲ့ပဲတောက်လျှောက်သိခဲ့တယ်။ဒါပေမဲ့အခုကိုညိုကသူ့ကိုခေါင်းဆောင်မင်းသမီးအနေနဲ့တန်လှန်တယ်။ခေါင်းဆောင်မင်းသမီးအနေနဲ့ဇကားရိုက်တာကြားရတဲ့အတွက်ကြောင့်မလို့တကယ်လဲဝမ်းသာပါတယ်။အဲ့အတွက်သူတို့ပေါ့နော်ဒီအမှုပညာမှာထားခဲ့တဲ့သူတို့ရဲ့သစ္စာရှိမှုတွေကဒါအရေးပါပါလားဆိုတော့အရေးပါပါလားဆိုတော့ကွန်ချိုကနားလည်မိပါတယ်ဟုတ်။အခုဇကားလေးကြည့်ဘယ်ကားလေးတွေပါပုံပေါ်ကြရတယ်ရှိတယ်။ သူဆက်ကားထဲမှာဆိုပန်းထုတ်သွေးပေါ့နော်အဲ့ဒါကတော့ဒါလူတွေရဲ့ဘယ်လိုပြောရင်ထဲမှာအခုချိန်ထိဆွဲလန်းနေတဲ့ character တစ်ခုပဲကွန်ကျိုဆိုလို့ရှိရင်လည်းအဲသူ့ရဲ့ memes လေးဆိုလို့ရှိရင်လည်းတက်တက်လာသေးတယ်လေအဲ့ဒါလေးကြည့်ပြီးတော့သဘောကျရတယ်အဲ့ကနေပြီးတော့လည်းကိုတီးမြင်ရရှိရအော်သူ့ရဲ့မျက်လုံးလေးဘယ်လိုကစားသွားလဲသူ့ရဲ့လေးလေးသိန်း character ဒီတကောင်ရဲ့လေးလေးသိန်းဘယ်လိုမျိုးပြောသွားလဲစသဖြင့်ဒါကွန်ကျိုတို့တက်လာတိုင်းသဘောလေးကြားမိရဲ့တင်လဲတင်ယူပြီးပါတယ်ဟုတ် ဟုတ်တယ်အဲဒီကားထဲမှာဆိုလို့ရှိရင်အကုန်လုံးကဒါခွန်ချိုးရဲ့စီနီယာတွေမစီနီယာတွေမှာမှာတော့ခွန်ချိုးရဲ့ idol တွေလည်းပါတယ်ပေါ့နော်နည်းနည်းလေးရကိုသဘောကျရတဲ့သူတွေနဲ့လည်းပါတယ်ပြီးတော့အထက်ကခွန်ချိုးတွေ့ရတာကကြတော့မယူတန်တာတင်နေတွေ့ရတာဆိုတော့အရန်မယူတန်တာတင်ကဘယ်လိုပြောမလဲပေါ့နော်သူ့ရဲ့တရုပ်ဆောင်မှုကြီးကဘေးနားလို effect ဖြစ်တယ်ပေါ့ဘေးနားလို effect ဖြစ်တယ်ဆိုတာလေ သူပြောလိုက်တဲ့စကားတစ်လုံးတစ်လုံး dialogue တစ်ခွန်းတစ်ခွန်းရင်းနဲ့ထိထိလာအဲ့လိုမျိုးသူဘာမှမလွန်နေတာမှသူ့ရဲ့မျက်လုံးတစ်ချက်အကြည့်မျက်လုံးအကြည့်ကြောက်ရောက်သွားတာခွန်ချိုရောက်သွားတာရှိရပေါ့နော်အခွန်ချိုတရုတ်ဆောင်တာအဆင်ပြေသွားတယ်ပြည်သက်တွေဟိုလက်ခံတာလဲဆိုတော့လက်ခံတယ်ဆိုတော့လည်းဒါမယူကြောက်လည်းပါပါတယ်အများကြီးဟုတ်ကိုကြီးနဲ့ဒီအသေးနဲ့ကဘာဆိုင်လဲဟမ်ကျင်းခဲလက်နေမဟုတ် သူနဲ့အမတ်တရတော့အများကြီးပေါ့နော်စင်းတိုင်းလိုလိုကသူနဲ့ဆုံပါဆိုတော့အဲကိုကျော်အမတ်တရဆုံးဖြစ်တာကတော့ဟိုပါပေါ့နော်သူသူ့ဆွန့်ပစ်သွားတဲ့ခံပေါ့မယူကသူ့ဆွန့်ပစ်ပြီးတော့မှတပြေးပတ်ပါသွားတဲ့ခံပေါ့နော်တပြေးပတ်ရိုက်လိုက်ရတဲ့ခံပေါ့အဲ့ချိန်မှာဆိုလို့ရှိရင်တပြေးနဲ့စကားပြောနေတော့ကတရားရဲ့ကောင်းပဲနင်းစိတ်ခေါ်လာတဲ့ကောင်မောက်ပါရီတာနေလို့မြင်နေတာပေးနေရတာလေမောက်ကြီးရေတိတ်ဆ စသူစိတ်ဆိုးတယ်ပေါ့နော်အဲ့လောက်အဲ့လောက်အိတ်မှုပဲရှိရဒါပေမဲ့မယူရောက်လာတဲ့အခါမှာကိုတကယ်တကယ်စိတ်ဝင်ပြီးတော့မှဘလို့တကယ်ဝမ်းနေခဲ့ပေါ့နော်အာသူပြောလိုက်တဲ့ဇကားတွေအကြောင်းမလို့သူ့ရဲ့အကြည့်အကြောင်းမလို့ခွန်ချိုပို့ပြီးတော့ရောက်သွားတာပါလို့ဟုတ်ဟိုပါပေါ့နော်သူတို့လည်းပြိတ္တတွေပြင်ဒါအချင်းချင်းတွေလည်း ို့ဟိုပြောပြမှာနော်အချီချူကြရဲမပုံလဲဒါအစင်ပြေရဲဒါရောက်တယ်ပေါ့အစပိုင်းကတော့မပေါ်ကတိတ်ခွန်ချိုးအဲဒီငယ်ဘွားပေါ့နော်ခွန်ချိုးငယ်ဘွားမှာဆိုရင်တိတ်ပြီးတော့သူအားမရဘူးမှာ feeling ဆိုတာမျက်နှာ spray လို့လောက်ပဲပြတင်ညာပြနေဆိုတော့အဲ့လိုနဲ့ဒါမပုံစင်းကနေတင်ယူရင်းတင်ယူရင်းနဲ့ပဲနောက်ပိုင်းမှာတဖြည်းဖြည်းနှင်းစီဆိုတာကြီးဖြစ်လာပေါ့နော်ပြလမိုင်းနေလဲကက်ခဲတယ် အခုချိန်ဒီအဲ့နှင်းစီဆိုရဲ့ရေတိုးတိုးလိုက်လို့ရှင်နှင်းစီလာမိုက်ကအဲ့လိုပါနော်ဆိုတော့မဖုံလည်းချီကျူပဲအဲ့အဓိကတော့ဟိုပိုက်ရိုက်တဲ့အခါပေါ့နော်တပြည့်ကိုဆုံးမလိုက်တဲ့အခါမှာဆိုရင်အဲ့တော့ကလည်းဒါဟိုဟာ production ကကိုကြီးလည်းရှိရဲအဲ့တော့လည်းချီကျူကြရတဲ့အတွက်တကယ်ဝမ်းသာပါတယ်အဲ့တော့ဒါမှတ်တည်ရပါပဲဟုတ်